င်္ဂလာပါခင်ဗျာ DBB လူငယ်အတန်တွေ့ဆုံမေးမြန်းခန်းစီစဉ်ခန်းနေကြိုဆိုပါရယ်အခုလာမဲ့အထွေထွေရွေးကောက်ပွဲမှာလူငယ်လွတ်တော်ကိုယ်စားလှယ်လောင်းတွေအများအပြားတွေ့ရပါတယ်ဒီထဲမှာဇီးကုံမြို့မှာပြည်သူလွတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့တိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီကနေဝင်ရောက်ရှင်ပြိုင်မဲ့ကိုသူရိန်ရွှေနဲ့တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါတယ်ကိုကြီးမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့အကိုကြီးပထမဦးဆုံးနေတဲ့ဘက်နော် အကိုဝင်ပြိုင်မဲ့နေရာကဒီဒုတမရ ဥညံထုံးဝင်ပြိုင်မဲ့နေရာလို့လည်းသိရတယ်ခင်ဗျဟုတ်ပါလားအဲ့ဒါဆိုတော့လူငယ်တယောက်အနေနဲ့ရောဘလို့စိန်ခေါ်မှုတွေရှိလဲမသိဘူးဆိုတော့တချို့ကျွန်တော်မေးတယ်ဗျာကျွန်တော်ဒုတိယသမ္မတနဲ့ပြိုင်မယ်ဆိုတော့ဟိုကအတွက်ကြုံရှိတယ်ပေါ့ကျွန်တော်ကလူငယ်ဖြစ်တဲ့အတွက်အတွက်ကြုံမရှိဘူးဆိုတော့ဒါမင်းအတွက်စိန်ခေါ်မှုများဖြစ်မလားဆိုပြီးမေးတယ်အဲ့တော့ကျွန်တော်ပြန်စဉ်းစားကြည့်တယ်အဲ့တော့ကျွန်တော်ကျွန်တော်မှာပြိုင်ဘက်ကဒုတိယသမ္မတဦးညံထွန်းအပါဝင်နောက်ထပ်၃ယောက်ထပ်ရှိသေးတယ်စုစုပေါင်းကျွန်တော်၅ယောက်ပြိုင်ကြမှာပေါ့ တော့ပြန်ကြည့်လိုက်တော့ကျွန်တော်တို့အခုကျွန်တော်တို့ပြောနေတဲ့အတွေ့အကြုံဆိုတာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအတွေ့အကြုံပဲကျွန်တော်တို့ပြောတင်တယ်။အဲ့တော့ကျွန်တော်တို့၅ယောက်လုံးကပထမဆုံးအချိန်ဝင်ပြိုင်ကြတာပဲ။အဲ့ဒီအတွက်အတွေ့အကြုံသူတာတယ်ကိုတာတယ်လို့ကျွန်တော်တို့ပြောလို့မရအတွေ့အကြုံရပြောမယ်ဆိုကျွန်တော်တို့ကအဆင့်တူပေါ့။နော်အဆင့်တူကျွန်တော်တို့အနေထားရှိနေတယ်။ဆိုတော့စင်ကာပူအနေနဲ့ကတော့ကျွန်တော်ကလူငယ်ဖြစ်တယ်ပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့ဒလိထုံးနှံစင်လာအရာကွာ။ လူငယ်တွေကိုကျွန်တော်တို့ယုံကြည်မှုအားနည်းတယ်ဆိုအဲ့ဒါကျွန်တော်အတွက်စိန်ခေါ်မှုဒါကျွန်တော်မှမဟုတ်ဘူးကျွန်တော်တို့တနိုင်ငံလုံးမှာရှိတဲ့လူငယ်တွေအတွက်စိန်ခေါ်မှုကကျွန်တော်တို့တိုင်းပြည်နဲ့ပတ်သက်တဲ့အရေးအခင်မပြောပါနဲ့ကျွန်တော်တို့မိသားစုထဲမှာတည်းအရေးကြီးတဲ့ကိစ္စရပ်တွေဆုံးဖြတ်တော့မယ်ဆိုကျွန်တော်တို့လူငယ်တွေရဲ့သဘောထားကိုဘယ်လောက်ထိထက်သွင်းစဉ်းစားပေးနေလဲဒါကြီးကကျွန်တော်တို့ delay ထုံးစံလို့ပေါ့ကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတာဆိုအဲ့ဒါကျွန်တော်အတွက်စိန်ခေါ်ချက်ပါ ဟုတ်ကဲ့အကိုကြီးအခုလာမယ့်ရွေးကောက်ပွဲကနော်ပါတီတိုင်းကဒီလူငယ်လွတ်တော်ကိုယ်စားလှယ်လောင်းတွေကိုလည်းအများကြီးဝင်အောင်ရှင်မြင်လာတော့တွေ့ရတယ်ကိုအဲ့ဆိုတော့ဒီလွတ်တော်တဲ့ကိုလူငယ်တွေအများကြီးရောက်ရင်ဘာတွေပြောင်းလဲနိုင်မယ်လို့အကိုထင်လဲမသိဆိုတော့ခုနကပြောတဲ့လူငယ်တွေအများကြီးပေါ့ပါတီကနေလူငယ်တွေအများကြီးပါမယ်လို့ပြောတယ်ဆိုတကယ်တမ်းတော့ကျွန်တော်တို့အရေးအတွက်ကနည်းပါတယ်ကျွန်တော်အချိန်ပေါင်းများစွာလဲကျွန်တော်ပြောခဲ့ပြီပြီကျွန်တော်တို့ကိုယ်စားလှယ်လောင်းအခု6000ရှိတယ်6000မှာလူငယ်ကကျွန်တော်တို့ရား ရာဆိုတဲ့အခါမှာတရား200ပဲရှိတယ်။ဆိုတော့ဒါတော့သူတို့နိုင်တရား200လုံးနိုင်မှသာကျွန်တော်လွတ်တော်ထဲမှာဒီအရေးအတွက်ရောက်လာမှာ။အဲ့အတွက်ကျွန်တော်တို့အရေးအတွက်ကအရွေးကိုတွန်းနိုင်လောက်တဲ့လူငယ်အရေးအတွက်လွတ်တော်ထဲရောက်လာမှာမဟုတ်ဘူး။ဒီလာမယ့်ရွေးကောက်ပွဲရဲ့အဖြစ်ကဆိုတော့ဒါပေမဲ့လူငယ်တွေသာနောက်လာမယ့်ရွေးကောက်ပွဲတွေမှာဒီတအရေးအတွက်လည်းများလာမယ်။နိုင်လဲနိုင်မယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ရဲ့အရွေးကိုတွန်းတဲ့အခါမှာအခုတက်ပို့ပြီးတော့မြန်နိုင်တယ်ဗျ။ ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လူငယ်တွေကြားထဲမှာပါတီဆွဲပုပ်ကိုဆွဲဝါဒဆွဲမရှိဘူး။ဆိုကျွန်တော်တို့တယောက်နဲ့တယောက်နားလည်မှုရှိစွာနဲ့ကျွန်တော်တို့ဆွေးနွေးညှိနှိုင်းပြီးတော့အလုပ်အတူတွဲလုပ်လို့ရတယ်။ဟုတ်ကဲ့အကိုကြီးဒီပြီးခဲ့တဲ့လွတ်တော်သလန်း၅နှစ်တွင်းမှာနော်လူငယ်ရင်းပတ်သက်ပြီးတော့ဒီအခုလွတ်တော်တဲ့ကိုလူငယ်၅နှစ်တည်းကရောက်နေတဲ့ဒီအင်အားကြီးပါတီတွေရောတခြားပါတီတွေရောလူတွေလွတ်တော်ကိုယ်စားလှယ်လောင်းတွေဘာတွေပြောင်းလဲပေးနိုင်ခဲ့တယ်လို့အကိုထင်လဲမသိဘူး။ဘာမှပြောင်းလဲမပေးနိုင်ပါဘူး။ ိတိတတကျွန်တော်တို့တခုပြောမယ်ဆိုလူငယ်တွေသူတို့နဲ့ပတ်သက်တဲ့ပညာရင်းနဲ့ပတ်သက်ပြီးတော့သူတို့နဲ့အဓိကပတ်သက်တဲ့ကိစ္စအရန်စိတ်ဝင်စားတယ်အရန်စိတ်ပူပန်မှုရှိတယ်အဲ့ဒီအတွက်သူတို့တခဲနဲ့ကျွန်တော်တို့လွတ်တော်ပြင်ပနေကျွန်တော်တို့ဒီပညာရေးနဲ့ပတ်သက်တဲ့ကျွန်တော်တို့မူဝါဒကိုကျွန်တော်တို့ဝိုင်းဝန်းရေးဆွဲနေမှာကူညီခဲ့ကြတယ်နောက်ဆုံးသူတို့ရဲ့အကူအညီကတဲတဲ့ရေသွင်းဖြစ်သွားတယ်အဲ့ဒီအတွက်သူတို့ကျွန်တော်တို့တပိတ်စစ်ကြောင်းရင်းနဲ့ခြိတက်လာတယ်အချမ်းပတ်ဖြိုခွဲခံရတယ် အခုတိကျွန်တော်တို့တချို့ကျောင်းသားကောင်းဆောင်တွေဟာအချင်းထောင်ထဲမှာအခုတိကျွန်တော်တို့အချုပ်ထဲမှာကျွန်တော်တို့နေနေရတော့မယ်အဲ့ဒီဖြစ်စဉ်ဖြစ်သွားတဲ့အခါမှာကျွန်တော်တို့ရဲ့ဥပဒေပြုလွတ်တော်ဆိုတဲ့နေရာမှာဘသူကအရေးပေါ်အဆိုတင်သွင်းလဲကျောင်းသားတွေဒီလိုလုပ်နေပါလေလူငယ်တွေဒီလိုအကြမ်းဖက်နေပါပြီဆိုတာဆိုတော့ဒီလိုမျိုးကျွန်တော်တို့ရဲ့လုံခြုံမှုကျွန်တော်တို့ရဲ့လွတ်လပ်ခွင့်ပေါ်မှာအကာအကွယ်ပေးဖို့ကောင်းဆိုတဲ့အစ်စ်တော်မှမလုံနိုင်သေးဘူးဆိုရင်တော့ကျွန်တော်တို့ရဲ့အကျိုးစီးပွားကိုဘာမှလုပ်ပေးနေပြီလို့ပြောလို့မရသေးပါဘူး ဟုတ်ကဲ့အခုအကိုဒီ2015ထွေရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်နေပေါ့လေအခုလွတ်တော်တက်တန်း9နှစ်မှာရောဒီလောင်လမ်းမဲ့တက်တန်း9နှစ်မှာကိုတိုင်းကိုယ်စားလှယ်ဖြစ်ဝင်ရောက်သွားနိုင်လူငယ်တွေအတွက်လုပ်ပေးမယ့်အရာဘယ်ဟာဘလိုမျိုးပုံစံဘလိုဟာပထမဦးဆုံးလှုပ်ဆောင်ချက်ဖြစ်မလဲမသိဘူးဆိုတော့အဲ့မှာကျွန်တော်ကျွန်တော်တို့စဉ်းစားမယ့်အချက်တွေအများကြီးရှိတယ်လူငယ်တွေအရေးပေါ်လိုအပ်နေတဲ့အချက်တွေလည်းအများကြီးရှိမယ်ဆိုတော့အဲ့ဒီအချက်တွေကကျွန်တော်တဦးတယောက်ထဲနဲ့လည်းကျွန်တော်အဆင်ပြေမှာမဟုတ်ဘူးအဲ့တော့ကျွန်တော် အာယုံဆိုင်ခြင်းတဲ့ကိစ္စတခုကတော့မိုးရေဆေးဝါးပြဿနာကိုကျွန်တော်အာယုံဆိုင်ခြင်းတယ်ဆိုဒီကိစ္စကကျွန်တော်တို့ပြည်နယ်တွေမှာရှိတဲ့လူငယ်တွေအ धिक ရင်ဆိုင်နေရတဲ့ပြဿနာအဲ့ဒီပြဿနာကြောင့်ပဲသူတို့ရဲ့ပညာရေးသူတို့ရဲ့လူမှုရေးသူတို့ရဲ့စီးပွားရေးတွေကအဲ့ဒီကနေမြင့်ဖျားခံတယ်ဆိုအဲ့ဒါလိုပဲကျွန်တော်တို့တိုင်းပြည်တပြည်လုံးမှာရှိတဲ့ကျွန်တော်တို့အဲလက်နက်ကင်ဒေါ်လန်ရေးသမားတွေနဲ့ဖြစ်ပြက်နေတဲ့ကျွန်တော်တို့ငြင်းချင်ရေးဖြစ်စေဆိုအဲ့ဒီကိစ္စလည်းဒီကျွန်တော်တို့မျိုးရေးဆေးဝါးပြဿနာပေါ်မှာအခြေခံတယ် ဆိုတော့အဲ့ဒီပြဿနာကိုနားလည်တက်ကျွမ်းတဲ့လူတွေ ਨੇ တိုင်ပင်ဆွေးနွေးပြီးဒီကိစ္စကိုကျွန်တော်တို့အရေးပေါ်ဖြေရှင်းဖို့လိုနေပြီကျွန်တော်တို့တိုင်းပြည်ကအာဖဂန်နစ္စတန်ပြီးလို့ရှိရင်ဒုတိယအများဆုံးကျွန်တော်တို့မူရစေးဘွားထုတ်လုပ်နေတဲ့နိုင်ငံဖြစ်နေတယ်ဆိုတော့ဒီပြဿနာကိုကျွန်တော်တို့အရေးပေါ်ဖြေရှင်းဖို့လိုလာပြီဟုတ်ကဲ့ကိုကြီးအခုခုနကပြောရတာလေးပေါ့ဒီမူရစေးဘွားပြဿနာပထမဦးဆုံးဖြစ်အခုအခုလှုပ်ပေးမဲ့လှုပ်ဆောင်ကြီးရဆိုတော့ဒီမူရစေးဘွားပြဿနာဗမာပြည်တပြည်လုံးရဲ့လူငယ်တွေကြားမှာ ဘယ်လောက်ထိစိတ်ဝင်နေလဲဆိုတော့အကိုဘယ်လောက်ထိသိထားလဲမသိဘူးဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းလူငယ်တယောက်ဆိုတော့ဒီကိစ္စကျွန်တော်ပတ်ဝန်းကျင်ကျွန်တော်လက်တကမ်းပါတယ်ကျွန်တော်ရှိတယ်ဒီမိုးရေဆေးဝါးပြတ်တလားစပြီးတော့ကျွန်တော်တို့အပျော်တငယ်ချင်းတွေစုပေါင်းပြီးတော့ဒါကျွန်တော်တို့ပျော်ကြွှင်ကြမယ်ဆိုတော့နောက်ပိုင်းကျတော့ဒီပျော်ကြွှင်ကြမယ်ဆိုတဲ့အဆင့်ကိုကျွန်တော်တို့ကြောလာတယ်အဲ့ဒီမှာတင်သူ့ရဲ့အာယုံဆိုင်မှုကသူ့ရဲ့တတိပုဂ္ဂလသူ့ရဲ့ကျွန်တော်တို့ တကွေရတကာရတိုးတက်မှုကိုကျွန်တော်အာယုံမဆိုင်နိုင်တော့တဲ့အနေထားလေးဖြစ်နေဆိုတယောက်ချင်းစီကသူ့ရဲ့တိုးတက်မှုအာယုံမဆိုင်နိုင်တော့ဘူးဆိုရင်တယောက်ချင်းစီပေါင်းလာတဲ့ကျွန်တော်တို့လူငယ် community ရဲ့တိုးတက်မှုကလည်းအဲ့ဒီမှာပဲကျွန်တော်တို့ရပ်ဆိုင်းနေမှာပဲဆိုအခုကျွန်တော်တို့တွေ့နေရတဲ့လူငယ်တွေတက်ကြွတယ်လို့ကျွန်တော်တို့တွေ့ရလူငယ်တွေကျွန်တော်တို့အဲနိုင်ငံအရင်းမှာစိတ်ဝင်စားတယ်လူငယ်တွေကျွန်တော်တို့ဒီလူမှုရေးမှာစိတ်ဝင်စားတယ်ဒါပေမဲ့အဲ့အဲ့ဒီလူငယ်တွေကိုကျွန်တော်ပြန်ကြည့်လိုက်ပါတစ်ချိန်လာလဲဒီလူနှစ်ချိန်လာလဲဒီလူ ကျွန်တော်ဒီအတိုင်းဝိုင်းလေးပဲဗျာအမှန်ကကျွန်တော်တို့လူငယ်တုကတိုင်းပြည်လူဦးရေ၃ပုံ၃ပုံရှိတယ်ဒါမှအခုကျွန်တော်တို့တိုးတက်ပါတယ်တက်ကြွပါတယ်ဆိုတော့လူငယ်တွေကကျွန်တော်တို့လက်တဆုပ်ပဲရှိတယ်ကျန်တဲ့လူငယ်တွေကကျွန်တော်ခုနပြောတဲ့မွေးစေဝါပြဿနာဘဲမှာကျွန်တော်နှင့်မုန်းနေဆိုတော့ဒါကိုကျွန်တော်တို့အရေးပေါ်လုံးမှာဖြစ်မယ်မလို့လို့ရမလဲဆိုတာတော့ကျွန်တော်ခုနကပြောသားလူရယ်နားလဲတဲ့ပညာရှင်တွေနဲ့ကျွန်တော်တို့တိုင်ပင်မှုအများကြီးလိုတည်တယ်ပြီးတော့ပညာရှင်တွေအဖွဲ့အစည်းတွေအကူအညီတွေအများကြီးလိုတယ် ်လောက်ချင်တဲ့ဆန္ဒရှိတယ်ဒါပေမဲ့ဘယ်လိုလုပ်ရမလဲဆိုတာတော့ကျွန်တော်တို့အကောင်းဆုံးလမ်းကိုကျွန်တော်တို့ရွေးချယ်ဖို့လိုလိမ့်မယ်ဟုတ်ကဲ့အကိုကြီးဟိုနောက်ဆုံးအနေနဲ့ပေါ့နော်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပေါ့လာမယ့်ဒီလွတ်တော်သဏ္ဍာန်၅နှစ်နောက်ရွေးကောက်ပွဲနဲ့ပတ်သက်ဒီဗမာပြည်ရရှိတဲ့ပေါ့နော်လူငယ်တွေကိုအကိုပါပါမက်ဆေ့ချ်ပေးခြင်းလည်းမသိဘူးဆိုတော့မြန်မာပြည်မှာရှိတဲ့လူငယ်တွေကိုကျွန်တော်ပြောချင်တာကတော့အခုကျွန်တော်တို့လူငယ်တွေနိုင်ငံရေးမှာပါဝင်နေမှုကပံ့ပိုးသူဆိုတဲ့အခမ်းကဏ္ဍပဲရှိသေးတယ် မလုံလောက်ပါဘူးကျွန်တော်တို့တိုင်းပြည်တပြည်လုံးအခုကကျွန်တော်တို့အပြောင်းလဲကာလာဆိုတော့အဲ့ဒီအပြောင်းလဲစစ်မှန်တဲ့အပြောင်းလဲဖြစ်အောင်လို့ဆိုရင်ကျွန်တော်တို့လူငယ်တွေကပံပိုးသူဆိုတဲ့အခန်းကဏ္ဍနဲ့တဆင့်တက်ပြီးတော့ဥဆောင်သူဆိုတဲ့အခန်းကဏ္ဍကိုယူဖို့အခုအချိန်ကြပါပြီဆိုတော့စ조사ကြပါအဲ့ဒီအောင်ဥဆောင်သူဆိုတဲ့အခန်းကဏ္ဍကိုရအောင်ယူကြပါလို့ကျွန်တော်ဒီကနေ့တိုက်တွန်းခြင်းပါဟုတ်ကဲ့ပါကိုယ်ခုလိုမားတဲ့ကြားနေအချိန်ပေးပြီးလာရောက်ဖြေကြတဲ့အတွက်လွတ်တော်ကိုယ်စားလောင်းကိုသူရိန်ရှေကိုဒီပီပီလူငယ်အတန်းတွေကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးတင်ပါတယ်